အားလုံးပဲမင်္ဂလာပါရှင်။စီလီယံအဖေရင်သူပညာလေးရာစီစဉ်ကနေကြိုဆိုပါရစေ။ယခုအခါဖပြပြပြေဝိထုတူလေးကတော့ဆိုင်းစရာလေးကရေးသားထားတယ်။မြစ်စုသူရဲ့မိကူများဆိုတဲ့ဝိထုတွေကမညာကမဆိုတဲ့ဝိထုတူလေးကိုဖပြပြီးသွားမှာဖြစ်ပါတယ်။ဆုံးနေနတ်တော်သားဆင်ပြီးကြပါအောင်ရှင်။မညာကမကျွန်တော် ခုတလောအရန်လှုပ်ချိန်နေတဲ့အလူတစ်ခုရှိတယ်။သူပြင်မဲ့လေအဲ့ဒါကမဖြစ်နိုင်မှန်းလည်းသိတယ်။မတက်နိုင်ဘူး။လူဆိုတော့လေလှုပ်ချင်တာတွေကရှိတာပဲ။မလှုပ်နိုင်တာတွေလည်းရှိကိုရှိရမှာပဲ။ဒါမှလူပိတမဲ့လို့ပဲထင်နေ။လှုပ်ချင်တိုင်းဖြစ်ချင်တိုင်းလှုပ်နေရတော့လေဘေးမှပျော်စရာကောင်းတော့မလဲ။လုတ်ချင်နေဆိုတာဟာကလည်းလုံရမယ့်ဟာမို့လို့သာ အလုတ်လို့ပြောရတာ။ ငွေဝင်မဲ့အလိုမျိုးလည်းမဟုတ်ဘူးငွေမဝင်တဲ့အပြင်အထည်ပေတောင်ရှိချင်မှရှိမယ်ခင်ဗျားတို့အတွက်ပေါ့လေအခန်းနေရင်တန်းပြင်မျက်နှာအကုန်လုံးအဖြူနောက်ပြီးနံရံတွေမှာမြုပ်ထားလေမိလုံးတွေကိုထုံထားလို့တော်တော်လေးလင်းလင်းချင်းချင်းကြည်ကြည်ဝုန်းဝုန်းရှိတဲ့အခန်းတစ်ခန်းတွေကိုလူအယောက်20 30ပေါ့ထည့်ထားမယ် 15မိနစ်မိနစ်20လောက်ပေါ့ဆူဆူရှာရှာဖြစ်နေတဲ့အလင်းရောင်ထဲမှာအလင်းရောင်ကြောင့်ဘင်းနီမစိတ်မတက်မတာမဖြစ်တော့တအားလင်းထိန်နေတဲ့အခန်းကလူတိုင်းအတွက်နှောက်ရှက်တစုံတရာမဖြစ်တော့တဲ့အချိန်လောက်မှမှမိကို UTF ပေးလိုက်မယ်လုံးဝမောင်အတီးချချင်းချသွားမယ်မိကလုတ်ကိုပေးပေးလိုက်ချင်းအလွန်ကိုတူတောင်းလာတဲ့ကာလာကလေးအတွင်မှာအခန်းထဲမှာရှိရတဲ့လူတိုင်းရဲ့ ျက်နှာတွေပေါင်တပုံရယူခြင်းနဲ့လုံးဖို့မဖြစ်နိုင်တဲ့အလုပ်ကိုစိတ်ထဲမှာလွယ်လွယ်ကူကူနေရာချပြီးစီစဉ်နေတာတောင်မှ လူတွေအကုန်လုံးရဲ့မျက်နှာတွေတပုံတပုံနဲ့ပါလာဖို့ကခံမယ်ပါလာတယ်ပဲထားပါတော့အဲ့ဒီလိုဘာဖြစ်လို့လုံးချင်ရတာလဲလူမေးရင်တော့ဖြစ်ရမှာနည်းနည်းတော့ကတိကအောင်ဖြစ်ရမည်ထင်တာပဲဘာဖြစ်လို့လုံးချင်နေဖြစ်ရခက်တာပဲ။ မီးလင်းရောင်ဖြူဖြူပေးမင်းကြီးအခြေအနေကနေဖြစ်ခနေမီးပိတ်လိုက်တဲ့အခါအခင်းရလူတွေဟာယူတရအမောင်ရောက်သွားလို့ကြောက်တက်တက်ဖြစ်သွားမယ်။နောက်ပြီးမီးပိတ်လိုက်ပြီးအလွန်ကိုတူထောင်းလာတဲ့အချိန်ကလေးအတွင်မှာသူတို့မျက်လုံးထဲမှာတန်းမောင်မသွားပဲဖြူဖြူအလင်းတန်းကြီးကျန်နေပြီးယူတရအမောင်နဲ့ကျင်သားမရသေးခင်အခြေအနေအဲ့ဒီအခြေအနေမှာဖြစ်နေတဲ့ သူတို့ရဲ့မျက်နှာတွေကိုကြည့်ချင်တာပဲအဲ့ဒီမျက်နှာတွေဟာတခုခုတော့အလေးပွင့်ကောင်းစရာ အတွေ့တခုခုတော့ဖြင့်ရမှာပဲလို့စိတ်ကထင်မိလို့ပဲဘာမှမရအချင်းကြီးဖြစ်ဖို့ကတော့အများကြီးပူတည်ချတာပေါ့တေချာမတေချာနီပလိစီတော့တော်တော်အတိတ်ပင်မဲ့တဲ့လုံရက်လို့တော်တော်ချောင်းနဲ့အတွေ့လို့ခမားတည်သွားပြီမှန်ပါတယ် အတိတ်ပဲမဲ့တာကြောင်းတာဘာမှပြဿနာမရှိပါဘူးလူတွေရဲ့အုံနာအလုံးလုံးဘုံကတော်တော်ထူးဆန်းနေဒါကလေဘာမှမထူးဆန်းဘူးတရားစဉ်းစားနိုင်ရင်လူတိုင်းသိနေနိုင်တာမျိုးပဲဒါပေမဲ့အဲ့ဒီထူးဆန်းခြင်းမျိုးကိုစင်ကျင်ကြည်ကျင်တာတည်ကျင်တာကိုအုံနောက်ရဲ့အုံနောက်ထဲကမှဉ္ဉံတွေရဲ့အကြောင်းတွေက တွေးမယ်ဆိုခုနှစ်ကဘာလောက် ထိုင်တွင်းနေဖို့တောင်ကောင်းတယ်လူတွေရဲ့ဘာသာစကားနေမဟုတ်ပဲတူးနဲ့တူးဆက်သွယ်ပုံတွေကိုလူတွေမမိနေတာကလည်းအံ့ဩစရာကောင်းတယ်ဥပမာဆိုပါစို့ခမားဟာဈေးဆိုင်တစ်ခုမှာဈေးရောက်နေခမားဆိုင်ရှိလူတယောက်ကလာရက်ပြီးဟိုဟာလေးတစ်ခုလောက်ပေးပါလို့လက်ဟန်ချေဟန်မပါမိတစ်ချက်မငော့မျက်နှာအမူအရာမပါဘဲပြောရင်ဘယ်လိုထင်မလဲ လာနောက်နေတဲ့အယူလားမသိဘူးလို့ခမားတွေးမိမှာပဲဒါပေမဲ့အဲ့ဒီစကားနဲ့သူကတခုခုကိုလည်းညှိုးထိုးပြမယ်ညှုံပြမယ်ဆိုရင်တော့ဒါကဘာမှမဟုတ်ဘူးပေါ့အံ့ဩတဲ့ကွာလို့မပြောပဲအမူအရာနဲ့အံ့ဩလို့ရတယ်စိတ်ပြက်တယ်စိတ်လီတယ်လို့မပြောပဲကိုဟန်အမူအရာအသက်ရှူပုံနဲ့စိတ်ပြက်စိတ်လီလို့ရတယ်စသဖြင့်ဘာသာစကားတွေမပါလဲပဲ တည်နေတဲ့အရာတွေကျွန်တော်တို့မှဉာဏ်လေးမှာရှိနေတယ်။အဲ့ဒါဘာများထူးဆန်းနေလို့လဲလို့ပြောရင်လည်းပြောနိုင်တာပဲ။တိတ်လေ မထူးဆန်းသလိုကိုမဉာဏ်ရဲ့အလုတ်လုတ်ပုံပဲကိုအုံနောက်ဟာကျွန်တော်တို့ကိုတခါတလေအရှိတရားနဲ့မဆိုင်တဲ့တကယ်မဟုတ်တဲ့အချက်လက်တွေအတိပိတတဲ့ဆိုတာကိုအစကားတော့မသိဘူး။ကိုမျက်စိနဲ့မြင်ရတဲ့အရာ ကြားရတဲ့အတန်ဒီတွေမှုစသည်ဖြင့်တွေဟာအမှန်ချီထန်တာမြင်ရတာကိုကြားရတာကို အမှန်တင်စရာပေါ့အမှန်လို့ယူဆတာလေအဆိုးမဆိုတာဘူးနောက်ပြီးမညင်တဲ့ပတ်သက်ရင်လဲကျွန်တော်မေတိတ်အားကိုးစရာလို့မမြန်ပြန်ဘူးမညင်တွေကလေကျွန်တော်တို့ကိုလိန်တာပဲအဲ့ဒါတွေနဲ့ပတ်သက်လို့သူတည်တနာရှင်နေရှင်လေးချက်တွေဗီဒီယိုဖိုင်တွေဆက်တဲ့ပြင် အိမ်နံနဲ့မှရှာရင်တော်တော်တွေ့နိုင်ပါတယ်ကျွန်တော်ဖြစ်ရင်ယုံတော်မယုံကြည်နိုင်ဘူးဘေတော့ကမမသိဘေမှာဖက်ဘူးတဲ့ရေမသိတယ်ကျွန်တော်ဖက်ဘူးတဲ့စာတပိုင်းအရာဆိုအဲ့ဒါကဖက်ဘူးတာလားကိုကိုကိုစိတ်ကားထင်နေတာလားဆိုတာတော့ကျွန်တော်မသိဘူးခွေးတွေဟာတက်တန့်ကိုမမြင်ရဘူးလို့ဆိုတယ်ကျွန်တော်မမြင်နေတာပြောတာနော် အမှန်ဟုတ်ချင်မှဟုတ်မယ်ကျွန်တော်မသိဘူးယုံကြည်ပါလို့မဆိုပါဘူးဟုတ်ပြီခွေးတွေဟာတတ်တန့်ကိုမမြင်ရဘူးတဲ့လားဘာဖြစ်လို့ပါလဲတကယ်ကြီးပဲလားလူတွေကတော့တတ်တန့်ရှိတာရှိပါစေမြင်ရတာကိုအယောင်တွေနဲ့ခုံခုံကြည့်ဒီလောက်ထင်းထင်းရှားရှားကြီးကိုခွေးတွေကဘာဖြစ်လို့မမြင်ရတာပါလဲလို့ကြည့်ရလို့အကြောင်းတိုက်ဆိုင်နိုင်အထူးသဖြင့်တတန့်ကြီးကိုမြင်နေရတဲ့အခါ တက်တန်ကြီးလာတယ်ဆိုတာကူတာမိတာပဲအဲ့ဒီတက်တန်ကို ခွေးမမြရဘူးဆိုတဲ့ကိစ္စသာအမှန်သာဆိုရင်ဖြင့်စဉ်းစားစရာတွေကတော့အများကြီးရှိလာပြီဒါမှမဟုတ်ကျွန်တော်မဉဏ်ကပဲကျွန်တော်ကိုကျွန်တော်ပြန်ချင်းထည့်ပြီးမဟုတ်တာတွေရှောက်မဲ့ထားသလားမသိဘူးကျွန်တော်တို့ကိုယ်တိုင်ရောတကယ်ရှိတရားတော်တော်များများကိုမြင်နိုင်ရဲ့လားကျွန်တော်တို့အနားမှာရှိနေတယ်မျက်စိတကန် နားတကမ်းမှာရှိနေတဲ့အရာတော်တော်များများဟာကျွန်တော်တို့မမြင်ရပဲပျောက်ဆုံးနေတာလူသီးမှုနဲ့ကင်းကနေတာတွေဟာဘေးဟာတွေဖြစ်နိုင်မလဲစသဖြင့်ပေါ့တခါတော့ကကျွန်တော်မြို့တွင်းမြို့ကိုသွားတယ်အဲ့ဒီမြို့ကတကယ်ချင်းတယောက်နဲ့တပေးဆိုင်ထိုင်ရင်အဲ့ဒီမြို့ကပဲ ကျွန်တော်တို့နဲ့အတူတူလက်ဖြစ်ဆိုင်ထိုင်နေတယ်။မတည်ဖြစ်တာကြာပြီ ဖြစ်တဲ့အခြားတငရင်းတယောက်အကြောင်းပြောပြကြတယ်။ကျွန်တော်ကအဲ့ဒီကောင်ကမတွေ့ရတာတော်တော်ကြာပြီ။ဒီကောင်မိမရမိင်္ဂလာဆောင်ပြီးကလေးကမတွေ့တာပဲလို့ပြောမိတယ်။ကျွန်တော်တငယ်ချင်းကအင်ဩတဲ့အမှုအရာနဲ့ပြောတယ်။ဟာမိဟန်ကဟုတ်ရဲ့လား။ငါဒီကောင်နဲ့တမျိုးတည်းနေတာ။ ဒီကောင်မိမရတာဖြစ်ရင်ငါမကြားပါဘူးဒီကောင်မင်္ဂလာဆောင်ရင်ငါဖိတ်မှာပေါ့ဟာမင်းဘသူကပြောလဲတဲ့ကျွန်တော်လဲကျွန်တော်ကိုဘသူကပြောတယ်ဆိုတာစဉ်းစားကြည့်တယ်ကျွန်တော်ကိုဘသူကပြောတယ်စဉ်းစားမရဘူးဒါပေမဲ့ဒီကောင်မင်္ဂလာဆောင်တာမိမယူတာတိချပါတယ်ငါတိချတိရဲ့လူစိတ်ကတည်နေတယ်ကိုယ်တိုင်မင်္ဂလာဆောင်သွားတာမျိုးတော့မဟုတ်ဘူးကျွန်တော်လဲ အဲ့ဒီမျိုးကိုမရောက်ဖြစ်တာကြားလာပြီစဉ်းစားလို့ကမရဘူးအဲ့ဒီတော့တီချာတော့မမက်မိတော့ဘူးကွာငါ့ကိုတရားရောက်ကတော့ပြောတယ်ထင်တာပဲဒါဆိုဒီကောင်ကအခုထိမိမမရသေးဘူးပေါ့အဲ့ဒီလူလားဆိုတော့ကျွန်တော်တငယ်ချင်းကအေးဟုတ်တယ်မရသေးပါဘူးငါနဲ့ဒီကောင်နောက်ဆုံးတွေ့တာလွန်ခဲ့တဲ့၄လောက်ကလေးကပဲကွာ အဲ့ဒီတုန်းကအထီးတော့မရသေးပါဘူးဒါနဲ့ဒီကောင်မီးမရတယ်ဆိုတာကိုမင်းကိုပြောတဲ့သူကဘယ်တော့ကလို့ပြောသလားတဲ့အဲ့ဒါလေးကျွန်တော်မမတ်မိဘူးဒါပေမဲ့နည်းနည်း၃နေလောက်တော့ရှိရောပေါ့အဲ့ဒါကိုကျွန်တော်တငယ်ချင်းကိုပြောတော့အဲ့ဒါတော့မဖြစ်နိုင်ဘူးကွာတဲ့အဲ့ဒီအချိန်ကြီးတော့ကဒီကောင်ကနည်းအမြဲတွေ့ဖြစ်တယ်တဲ့ မင်းတခြားငွေငွေတရားရောက်နဲ့မာတာဖြစ်မှာပါကွာတဲ့ကျွန်တော်စိတ်ထဲမှာတော့အဲ့ဒီကမိမရတာကြီးကကျွန်တော်ကိုယ်တိုင်ပဲမိမလိုက်တောင်းပေးခဲ့တယ်လို့တရားကြီးဖြစ်နေတော့ကျွန်တော်မယ်မအီမတာကြီးဖြစ်နေတယ်စိတ်ကကျွန်တော်ဒီကောင်မသိရနေမှာပါဟိုကောင်ကတရားပေါ့မိမရပြီပါပြီလို့ပဲတွေ့တယ်ဒါပေမဲ့စက်မပြောတော့ပါဘူးဒီလူနဲ့ တချိန်ရောက်တော့ကျွန်တော်စိတ်ထဲမိမရသွားပြီလို့ထင်နေတယ်။တငယ်ချင်းနဲ့မထီမဖေးခနာဆုံလာရတယ်။အဲဒီတော့မှကျွန်တော်လည်းလူချင်းတွေ့တော့စိတ်ထဲရှိနေတာတွေကိုသိချာမိကြည့်တာပေါ့။ဒီကောင်ကပြုံပြုံနဲ့မင်းပြောသလိုဖြစ်ချင်တာပေါ့ကွာတဲ့။ငါဖြင့်မိမရောက်ဖို့နေနေတတ်တာဆုံးမရှိရတော့၄-၅နှစ်မကရှိနေပြီတဲ့။ပြောင်းတော့ပြောင်းနေသေးတယ်။ ကျွန်တော်ဘလို့အမှန်မားတွေလုံးဝကိုစဉ်းစားလို့မရပါမိမိပြပြောင်းနေလို့ကလည်းမရဘူးအဲ့ဒီတော့ဖြစ်နိုင်ခြေတွေကိုလိုက်စဉ်းစားကျွန်တော်ရဲ့မညံနဲ့ပတ်သက်ပြီးဖြစ်တဲ့အလေးအထားတွေကိုပြန်ဆင်ရှင်ပြီးတော့ဒီလိုဖြစ်ရမယ်လို့ကျွန်တော်တွေ့တယ်ကျွန်တော်ဟာတချင်ချင်းမှာအဲ့ဒီကောင်မိမရတယ်လို့အိမ်မက်မလိုက်မယ်အိမ်မက်ထဲမှာလည်းတယောက်ယောက်ကနေ ခေါကောင်တော့မိမရသားပြီလို့လာပြောတာမျိုးအိမ်မက်ပေါ့နောက်ပြီးအဲ့ဒီအိမ်မက်ကိုလေမင်းလေးလေးအိယန်ကနူနူချင်းမိသွားလိမ့်မယ်ဒါပေမဲ့လေအယောစရာကျူချောင်းမစီလျော်စွာပဲစီလျော်တာလေးဖြစ်ချင်းဖြစ်မယ်အဲ့ဒီအိမ်မက်နဲ့ပတ်သက်တဲ့အချက်အလက်ကတော့မျက်ညင်ရဲ့တရောင်းတနေရာမှာရှိနေလိမ့်မယ်တနေနဲ့နဲ့ သုံးနေကြတော့အဲ့ဒီကောင်အချောင်းတစ်ခါတလေစဉ်းစားမိရင်မတိမတာရှိနေတဲ့အိမ်မက်မညာကရိုးသေးဝင်ရောက်သွားမယ်။အဲ့ဒီတော့နောက်ခါများမှာဒီကောင်အချောင်းစဉ်းစားလိုက်တိုင်းဒီကောင်မိမပြီးရပြီးပြီဆိုတဲ့အသည့်ကတစ်ခါထထိုးမညာဖြစ်သွားလိမ့်မယ်။အဲ့ဒီထထိုးမညာကိုအတီးပြုမဲ့လူလည်းမရှိညင်မဲ့မဲ့လူလည်းမရှိ အချိန်တွေကြာသွားတော့ကျွန်တော်ဟာတတိချာကောက်ယူသွားတာဖြစ်လိမ့်မယ်လို့ တွေးလိုက်တယ်။အခုကျွန်တော်ပြောတဲ့အိမ်မက်ကိစ္စမညံကိစ္စဟာဒီလိုဖြစ်တတ်သလား။ဖြစ်နိုင်ခြင်းမရှိရဲ့လား။ဒါတွေကျွန်တော်မသိပါဘူး။အဲ့ဒါကစိတ်ပညာနဲ့ဆိုင်တဲ့မညံနဲ့ဆိုင်တဲ့အတူပြုသမားတွေမှာဒေါက်တာတွေမှာရှင်းပြနိုင်မယ့်ကိစ္စပဲ။သို့တော့ဒီလိုသားလေးအေကံမှုချဖြစ်လိမ့်မယ်လို့ကျွန်တော်ကမှတ်ယူလိုက်တာပဲ။ ဒီလိုမှတ်ယူလိုက်လို့ကျွန်တော်ကိုဒုက္ခပေးသူမှမရှိပဲဒါကတာမယ်ဘာမှမဟုတ်တဲ့ကိစ္စလေးပဲကိုဘယ်သူမှလည်းမထိခိုက်တဲ့ကျွန်တော်အတွေ့တစ်ခုပါဒါပေမဲ့လည်းလူမညံတဘောမှာကကိစ္စတစ်ခုခုအရာဝတ္ထုတစ်ခုဟာခဏခဏတကယ်ရှိခဲ့တကယ်ဖြစ်ခဲ့တာမျိုးမဟုတ်ပဲအချိန်ချင်းခဏခဏတဟာတကယ်ရှိခဲ့တယ်ဖြစ်ခဲ့တယ်လို့တွေးနေမိရင် နောက်တစ်ချိန်မှာတကယ်အစစ်မှန်ပဲလို့ထင်လာတတ်တာမျိုးက ဥပမာတွေရှိတယ်။ဆရာတော်ရာဆွေကရည်ပူတယ်။တခါကသူကမြစ်တမြစ်ကိုမြင်းနှကောင်ရဲ့ဖြက်ကူးတာမှာမြင်းနှကောင်ကိုပူတယ်ပြီးကြောပေါ်ကခွာစီကဖြက်ကူးခဲ့တယ်လို့ဆရာကြီးရွှေဦးတောင်ကို ပြောပြတယ်တဲ့။အဲ့ဒီမှာဆရာကြီးရွှေဦးတောင်ကစဉ်းစားပြီးတော့ဟိကောင် မောင်ကျင်စွေရာမင်းဟာကဟုတ်ပါမလားမင်းစုတဲ့အမျိုးကရေကူးရင်ခွင်းများလို့ပဲနှာခေါင်းကဖောက်ကူတတ်တာမင်းဘလို့လို့ကြိုးကိုခွာစီပြီးဖြက်ကူးလို့ရပါမလဲစီမဲစီလေပင်းပက်စီတာက အတိတ်ပဲရှိုံမယ်လို့ပြန်ပြောတဲ့အဒီတော့မှဆရာတော်ရာဆွေကဟုတ်တာပဲမင်းအကြောင်းကိုသူကိုယ်တိုင်လည်းရေးရေးနေနေတည်နေတာပဲဒါပေမဲ့အဲ့ဒီလိုတခါမှမတွေးမိဘူး ဆရာကြီးရွှေဦးတောင် ထောက်ပြမှသာ သူပြောတာတွေဟာအလွဲကြီးဖြစ်နေမှန်တွေးမိတယ်တဲ့တကယ်ကအချာနီးတနည်းနဲ့ဖြတ်ကူးခဲ့တာလေပြီးဖတ်ကူးတာလေးဖြစ်ချင်းဖြစ်မှာပေါ့ဒါပေမဲ့သူကအဲ့ဒီအကြောင်းကိုဆရာကြီးရွှေဦးတောင်ကိုပထမဆုံးစပြောဘူးတာမဟုတ်ဘူးသူနဲ့ဆုံသမျှလူတွေကိုစကားဆက်မိတိုင်းပြောခဲ့တဲ့အကြောင်းအရဆိုတော့သူနဲ့ပထမဆုံးစပြောတော့ခါစားကလေးကအလွေကြီး ပြောနေမိလိမ့်မယ်။ဒါပေမဲ့ तू ပြောတိုင်း तू ပြောခဲ့တဲ့အချိန်တိုင်းမှာ तू ကိုဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့စောတကတခဲတဲ့သူကတရားမှမရှိခဲ့ဘူး။ပြောရင်ပြောရင်ပြောပါများလာတော့ तू ကိုယ်တိုင်ကအမှန်လို့ထင်လာခဲ့မယ်။ तू ဟာတကယ်ပဲမြင်းတကာကိုခွာစီးပြီးမြေကိုဖြစ်ကူးတဲ့လူပဲစိတ်ထဲမှာပါပုံပေါ်အဟုတ်ထင်သွားတာဖြစ်မယ်လို့ရေးခဲ့ဦးတယ်။ ကျွန်တော်မညံကလည်းအဲ့ဒီလိုတလွဲအလွတ်လုထားခဲ့ပုံရပါတယ်။ထင်ကျင်ရတွေထင်ကုန်တာပေါ့။မညံတွေဟာသိမယုံရဘူးပေါ့။ကိုတိမှုဆိုတိုင်းတကယ်ဟုတ်ချင်မှာဟုတ်မှာ။အထင်တွေအစွဲလန်းတွေ ဖြစ်ရှင်ဖြစ်နေအောင်မှာ။မညံဟာအစွဲဟာဒီလိုဖြစ်တတ်ပါလားလို့ဒီရဲ့နောက်ပိုင်းမှာတော့တလွဲမညံတွေနဲ့မဟုတ်တာတွေကိုအဟုတ်ထင်နေတဲ့လူတွေဆိုတာ မနေပါလားလို့တွေ့တွေ့လာရတာပဲတကယ်မဖြစ်ခဲ့တဲ့ဟာတွေတကယ်ဖြစ်ဖို့မတည်စားလုံးတဲ့ကိစ္စတွေကိုကိုဘာသာကို ဖြစ်ချင်းစိမ့်နေရှောက်ပြောရင်ပြောရင်လက်ဒီဘဝနဲ့ကင်းကွက်လာတာတွေတရားကြည့်တယ်ခင်ဗျားတို့လည်းတွေ့မှာပါဟုတ်ကဲ့ပါရှင် မဉ္ဇဉ်ကံမဆိုတဲ့ဝိထုတိုးလေးကိုအစုံဒီနာစင်ခံစားပြကြတယ်ဒုတိယချင်းစီအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်